ဒီဒီဘက်တင်ဆက်ပေးမယ့် Crime Report အစီအစဉ်မှာတော့အောင်ကွန်သုံးသင်းမောင်းနှမျိုးမှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကိုအရေးယူလိုက်တဲ့ဆိုတဲ့ဖြစ်စဉ်ကချင်ပြည်နယ်မှာတစ်ခိုးထုတ်တဲ့တရုတ်နိုင်ငံသားတွေကိုထောင်ဒဏ်10နှစ်ထိချမှတ်နိုင်တဲ့အပကသုံးနဲ့စစ်ဆေးနေတယ်ဆိုတဲ့ဖြစ်စဉ်နေပြည်တော်မကွေးကံပြားကားလန်းတဲ့ဘေးမှာမိရှို့အသက်ခံရတဲ့အမျိုးသမီးအမှုကိုဖော်ထုတ်နိုင်မှုအတွက်ရဲတပ်ဖွဲ့ကအကူအညီတောင်းခံတယ်ဆိုတဲ့ဖြစ်စဉ် အမြန်လမ်းမကြီးမှာဖြစ်ပွားခဲ့တဲ့မန္တလေးမင်းခီးသက်တင်ရှင်နဲ့ဟိုင်းလက်ရင်တိုင်းမှုမှာလူရှိဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်အဆရှိတဲ့မူကင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အောင်လကုံသုံးသင်္ဘောနေမျိုးမှုနဲ့ပတ်သက်ပြီးစစ်တွေသင်္ဘောချင်းဒုတိယအင်ဂျင်နီယာမူကြီးအပါဝင်တယ်ယူပို့ဆောင်ရင်ဌာနရခိုင်ဌာနခွဲမှဝန်ထမ်း18ဦးကိုအရေးယူလိုက်တယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။သင်္ဘောနှမြုပ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ရဲ့စစ်ဆေးတွေ့ရှိချက်၃၀ချက်အကြံပြုချက်တွေအရ ဝန်ထမ်း၁၈ဦးကိုတဆင့်နဲ့ယာတို့ရှော့ချခြင်းအလုံးဝထုတ်ပယ်ခြင်းမယူမနေရအငိမ့်စားပင်စင်ပေးခြင်းနဲ့လစာထက်ဝက်တနစ်ဖြတ်တောက်ပြီးရေရင်စင်းနှင်းလိုက်ပါခွင့်တနစ်ရဆိုင်တဲ့ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။တဆင့်နဲ့ယာတို့ရှော့ချခံရသူတွေဟာစစ်တွေသင်ပေါ်ခြင်းအင်ဂျင်နီယာဌာနမှဒုတိယအင်ဂျင်နီယာမှူးကြီးကို တနစ်ယာတို့ရှော့ထားခြင်းနဲ့တယ်ယူပို့ဆောင်ရေးဌာနရခိုင်ဌာနခွဲလက်ထောက်အထွေထွေမန်နေဂျာကိုတဆင့်နဲ့မန်နေဂျာယာထူးတို့ရှော့ချခြင်းနှစ်နှစ်ပြစ်ဒဏ်များချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ရေချောင်းဌာနရခိုင်ဌာနခွဲလက်ထောက်ရေချောင်းဌာနမှုချုပ်အော်ဒဂွန်3ရေရင်အုပ်တမကိုင်9ကုန်တာဝန်ရေချောင်းဌာနမှတမကိုင်9နှစ်ဦးအင်ဂျင်နီယာဌာနမှစက္ကန့်အုပ်3နဲ့သင်္ဘောစီးရီတို့ကိုမယူမနေရအငိမ့်စားပင်စင်ပေးခဲ့တာဖြစ်ပါတယ်။ရခိုင်ဌာနခွဲတရုတ်ပို့ဆောင်ရေးဌာနမန်နေဂျာနဲ့ကြောက်ဖြူမျိုးနဲ့မန်နေဂျာတို့ကိုအလုံးမထုတ်ပယ်တဲ့ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။သင်္ဘောသား6ဦးကိုလစာထပ်ဝက်ဖြတ်တောက်ခြင်းနဲ့ ရေရင်စီးနှင်းလိုက်ပါခွင့်တနည်းဖြတ်တောက်ခြင်းပြစ်ဒဏ်တွေကိုချမှတ်ခဲ့ပါတယ်။ကြောက်ဖြူမျိုးမှာစစ်တွေမျိုးကိုထွက်ခွာလာတဲ့အော်ဒဂွန်သုံးသင်းပေါင်းဟာပြီးခဲ့တဲ့မတ်လ13ရက်နေ့ည9နာရီခွဲဝန်းကျင်ကရခိုင်ပြည်နယ်နောင်တော်ကြီးမြစ်မှာနေမြုပ်မှုဖြစ်ပွားခဲ့ပြီးလူ82ဦးထိသေဆုံးခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ပြည်နယ်လွတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့အစီရင်ခံစာအရရေရင်ကြက်ခိုင်မှုအားနေခြင်းခီးသည်တဲ့ကုံစီပုံမိုတင်ဆောင်မှုရှိခြင်းထွက်ခွာခြင်းတွေမှာကြီးကြပ်မှုအားနေခြင်းများကြောင့်ဖြစ်တယ်လို့သိရပါတယ်။ 2015ခုနှစ်နှစ်ဆန်းပိုင်းကကချင်ပြည်နယ်မှာတစ်ခိုးထုတ်ခဲ့တဲ့ဖန်စီရမိတဲ့တရုတ်နိုင်ငံသား155ဦးကိုဝိုင်းမော်မြို့နယ်တရားရုံးကလာဝကအဥပဒေ73တဲ့အရာထောင်ဒဏ်6လစီအမိန့်ချမှတ်လိုက်တယ်လို့သိရပါဗျ။ဒါအပြင်အနည်းဆုံးထောင်ဒဏ်10နှစ်ထိချမှတ်နိုင်တဲ့အပကတုံးနဲ့အေဘီလာ22ရက်နေ့နောက်ပိုင်းမှာစတင်ပြီးနေ့စဉ်ခရိုင်တရားရုံးမှာစစ်ဆေးနေတာဖြစ်ပါတယ်။တစ်ခိုးထုတ်တဲ့တရုတ်နိုင်ငံသား155ဦးကိုလာဝကအဥပဒေဝီရင်းတဲ့စိတ်ကိုပြောင်းလဲစေတဲ့ဥပဒေ အများပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုအဥပဒေ6တက်နဲ့အမှုဖွင့်အရေးယူခဲ့ပြီးပုံမှန်6တက်အစားနှစ်ရှည်ထောင်နှံချမှတ်နိုင်တဲ့အပကတုံးနဲ့အေဘီလာ၁၀ရဲ့နေ့ကပြောင်းလဲစစ်ဆေးခဲ့ပါတယ်ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှအကြီးအကဲရရှိတူဦးကဒုတိယ55ဦးကိုနှစ်တုပ်ခွဲပြီးတော့နေ့စဉ်စစ်ဆေးနေတာဖြစ်ပြီးအ мян ပြီးလို့တဲ့သဘောရှိတယ်လို့လည်းပြောကြားခဲ့ပါတယ်တခိုးထုတ်ရမှာပါဝင်သူတွေကို2015ခုနှစ်ဇန်နဝါရီလဇန်ပိုင်းမှာစတင်ပြီးတမတော်စစ်ကြောင်းလေကြောင်းကင်းထောက်မှုအရဖမ်းဆီးခဲ့ပြီး တခိုးထုတ်မှုနဲ့ဆက်ဆက်နေတဲ့တရုတ်နိုင်ငံသား149ဦးကို မြေကြီးနာအချင်းတောင်နဲ့ဝိုင်းမော်အချုပ်တွေမှာထားရှိခဲ့တယ်လို့သိရပါဗျ။နေပြည်တော်မကွေးကံပြားကာလန်နဘေးမှာမိရှုအသက်ခံရတဲ့အမျိုးသမီးရုပ်အလောင်းနဲ့ပတ်သက်ပြီးဘဲသူဘဲဝါဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ဖို့အတွက်ရဲတပ်ဖွဲ့ကပြည်သူတွေကိုဧပြီလ28ရက်နေ့ကအကူအညီတောင်းခံခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်နေ့ကနေပြည်တော်ကောင်စီနယ်ပြည် ေပြီးတော့မကွေးကံပြားလမ်းအရှိဘက်မှာမီးလောင်ကျွမ်းထားတဲ့အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့တာကြောင့်မှုကင်းရဲတပ်ဖွဲ့ကစစ်ဆေးခဲ့တာဖြစ်ပါတယ်။အလောင်းအနီးမှာတင်းစီရမိထားတဲ့တပ်ထေခံပစ္စည်းတွေဟာခံမတန်ဘူး15သိန်းခန့်ရှိစိန်ကိုလုံးမှာ14ပဲရေရွှေနဲ့ပြုတ်ထားတဲ့ဟန်ချင်းတစ်ခုခံမတန်ဘူး10သိန်းကျော်ခန့်ရှိစိန်56လုံးမှာ14ပဲရေရွှေနဲ့ပြုတ်ထားတဲ့စနွေးမကင်းပုံစိန်ဆွဲသည့်တစ်ခုရာဘတ်ခြေချောင်းတွေမှာပန်းပွင့်ပုံစေဆူထားတဲ့ခြေသေးခုငါးခုဖြစ်ပါတယ်။ တိတ်ဆုံးသူနဲ့ပတ်သက်ပြီးစစ်ဆေးတွေ့ရှိချက်တွေအရတိတ်ဆုံးသူဟာမျက်နှာဝိုင်းရှေ့သွားနှချောင်းကြီးရှေ့ပေါ်သွားများထက်နေပြီးခြေသေးတွေမှာရေဆေးဆိုးထားကခန္ဓာကိုယ်သွဲအသားဖြူပြီးသမင်းအနီအောင်ဆိုးထားပြီးတော့စင်ဆွဲသည့်ဝတ်ဆင်ထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။စစ်စစ်ချက်အရတိတ်ဆုံးသူမျိုးသမီးဟာအသက်23နှစ်နဲ့30နှစ်ကြာရှိပြီးကိုယ်လေးချိန်ပေါင်90ခန့်ရှိကအရက်9ပေခန့်ရှိတယ်လို့သိရပါတယ်။အထက်ပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတိတ်ဆုံးသူမျိုးသမီးရဲ့အချက်အလက်တွေနဲ့ တိမ့်စီရရှိထားတဲ့အသုံးဆောင်ပစ္စည်းတွေရဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သိရှိပါကသက်ဆိုင်ရာရဲတပ်ဖွဲ့ကိုအကြောင်းကြားဖို့အများပြည်သူကိုအကူအညီတောင်းထားတယ်လို့လည်းသိရပါတယ်။ရခိုင်မန္တလေးမြန်လမ်းမကြီးမှာပြီးခဲ့တဲ့ AB လ26ရက်နေ့ကလမ်းချော်လာတဲ့ဟိုင်းလိုင်းရင်ကိုမန္တလာမင်းခီးတဲ့ရင်ကနောက်ကနေဝန်တိုက်မှုဖြစ်ပွားခဲ့ပြီးလူ10ဦးသေဆုံးက14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးမြန်လမ်းမကြီးမန္တိုင်အမှတ်238နဲ့239ကြား မန္တလေးဘက်မှာမောင်းနှင်လာတဲ့ဟိုင်းလက်ယင်ဟာလမ်းချော့သွားတဲ့အတွက်အနောက်မှာမောင်းနှင်လာတဲ့မန္တလာမင်းယင်ကဝန်တိုက်မိခဲ့တာဖြစ်ပါတယ်။မန္တလာမင်းခီးတဲ့ယင်မှာခီးတဲ့တွေဟာထိခိုက်တဲ့အရာရှိမှုမရှိဘဲနဲ့ဟိုင်းလက်ယင်ပေါ်မှာလိုက်ပါလာတဲ့အမျိုးသား၃ဦးနဲ့အမျိုးသမီး၅ဦးသေဆုံးခဲ့ပြီး၁၄ဦးထိခိုက်တဲ့အရာရှိခဲ့တာဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာပြင်းပြတနေ့ကိုယင်စီး13000ခန့်ဖျက်တမ်းသွားလာနိုင်ပြီးရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာမောင်းနှင်နေတဲ့ရင်မောင်းတွေသတိပြုမောင်းနေနိုင်စေဖို့အတွက်စီကံချက်စုံချက်ကိုလည်း အမြန်လက်မကြီးထင်းသိမ်းပြုပြင်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်ကျွန်တော်တို့ Level Web TV ရဲ့ Cry Report အစီအစဉ်ကိုဒီမှာပဲခਿੱတရရနာလိုက်ပါတယ်နောက်လာမယ့်ပတ်ဒီမှာလည်းပြည်သူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့မှုကင်းဖြစ်စဉ်တွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ